အမပြည့်ကလေပြည့် dream ကနှစ်ခုရှိရပါတော့ဟိုပြည့်မင်းသမီးဖြစ်ခြင်းနဲ့တယောက်ဆောင်ဖြစ်ခြင်းနဲ့ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ပြည့်ရလို့ message ရောက်လာဖြစ်ခြင်းတာပေါ့နော်အဲ့ I'm addicted to the thrill I can't I can't let it go ဘူမစ်ပြိုင်လဲဆိုတာလေတကယ်တော့စင်ပေါ်မှာကြည်ရလို့တာအရန်ကိုကြိုတင်ပြင်ဆင်ရတယ်ဘော်ဒီကမစအစားတောက်ကမစပြီးတော့ဒီဒီမစ်တွေမှာပေါ့ဒီနှစ်ဘသူတွေဘာတွေလုပ်နေလဲဘယ်လိုပုံစံမျိုးဖြစ်နေလဲဆိုတာအရန်လေးလာရတဲ့အခါကျအချိန်ရမ်းပေးရရပေါ့နော် စ်နောက်ဆုံးပြိုင်တဲ့အချိန်မှာအသက်ကန့်သက်ချက်ရှိရယ်ရှိရောပြစ်ပြိုင်နေတဲ့မှာကန့်သက်ချက်ကမရှိတော့တာအဲ့တော့နောက်ဆုံးအနေနဲ့နောက်ဆုံးချက်အနေနဲ့ငါပြစ်ချင်တာအောင်နောက်နှစ်တွေမှာပြိုင်ခွင့်မရတော့ဘူးဆိုရင်စိတ်နဲ့ပြိုင်ခဲ့လိုက်တာပါအဲ့တော့ပြည့်အလိုနောက်ဆုံးဖိုင်နယ်ကောက်ဝါရှောက်တာကို group တွေကနေနှစ်တိုင်းနေပါပြန်တင်ကြရတယ်ပြည့်ကိုမမေ့ချအောင်ပေါ့နော်ဒီတာယာမင်းဝေရဲ့ဝတ္ထုကဆရာ မရေးဘူးတဲ့ပုံစံမျိုးလေးပေါ့နော်ရှက်ရှက်ပပလက်ရလေးလို့ပြောရမယ်ဒီဂျော်နာလေးอ่ะပေါ့နော်အဲ့ဒါကိုဆရာတော်မြင့်ဦးကဆရာတော်မြင့်ဦးရိုက်ချင်တဲ့ပုံစံမျိုးလေးပေါ့နော်အဲ့ဒါဆရာတော်မြင့်ဦးကယူလာတယ်အဲ့ဒါဆိုတော့ဇညုံကလည်းဆရာတော်မြင့်ဦးပဲဒိုက်တာကလည်းဆရာတော်မြင့်ဦးပဲကျမအဓိကလည်းမတောက်တုံမရ လည်းပြောပါဟိုဒီထဲမှာတော့ပြည့်ရဝတ်မုံဆွဲကာရက်တာလေးပေါ့နော်အဲ့အာနေပြီးတော့တင်ဆောင်ပါပါဒီဆက်ကောင်လေးတော်တော်အပြည့်ပုံမှန်လုပ်ခုနေကြကာရက်တာမဟုတ်တဲ့အတွက်ကြောင့်မို့လို့အများကြီးပြောင်းလဲပြီးတော့အများကြီးစူးစမ်းနေပါတယ်လို့အကြောင်းမို့လို့ဝေဖန်ပြီးတော့တုံးတက်ပြီးပါအောင်လို့ဒီကားလေးထပ်တဲ့ခါကြာရင် အမှန်ကလေအလမဲကသူသူ့ရဲ့စိတ်နဲ့သူ့ဟာသူပြိုင်တာကျမကတော့ဒီရုပ်ရှင်ဘက်ကပဲကျမသူ့ကိုပြောပါတယ်ရုပ်ရှင်ကာလိုက်တာတွေနဲ့ပတ်သက်လို့ရှင်ကျမတကောင်နားထောင်လိုက်တခြားဘာမှမတွေးနဲ့တခြားအပြင် live ပေါ့နော်သူတခြားရှောက်ရှင်တဲ့လမ်းနေရှိလို့ရှင်ခွက်ကိုဆုံးဖြတ်အဲ့လိုမျိုးတော့သူ့ကိုတော့ပြောပြရတယ်ပေါ့နော်ရုပ်ရှင်နဲ့ပတ်သက်လို့ရှင် ကတော့ကျမတို့ထက်ကို experience ပိုများတယ်ပေါ့နော်အဲ့ဒါကျမကလည်းနားထောင်လိုက်အဲ့လိုမျိုးတော့ပြောရနားထောင်ပါရင်ဆရာမတရားဆိုတရားလုံးမဟောင်လားပြရလိမ့်ပါတယ် ကျမရဲ့ဒုက္ခအိုးဟုတ်ပါလိမ့်ကျမရဲ့ဒုက္ခအိုးအမပြည့်ရလေပြည့် dream ကနှစ်ခုရှိရပါတော့ဟိုပြည့်မင်းသမီးဖြစ်ခြင်းနဲ့တယောက်ဆောင်ဖြစ်ခြင်းနဲ့ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ပြည့်ရလို့ message ကြွားရဖြစ်ခြင်းတာပေါ့နော်အဲ့တော့ dream နောက်တစ်ခုကိုပေါ့ကိုဖြစ်နိုင်မလားဆိုပြီးတော့ try ကြည့်ရဒါပေမဲ့အကောင်းဆုံးတော့ကြိုးစားခဲ့ပါတယ်ဟုတ် I'm addicted to the thrill I can't ရဲ့ main career ကဒီတရုတ်ဆောင်လုပ်တာလေအဲ့တော့ကြတော့ဒီဟို miss ပြိုင်နေဆိုတာလေတကယ်တော့စင်ပေါ်မှာကြည်ရလို့တာအရန်ကိုကြိုတင်ပြင်ဆင်ရတယ် body ကမစအစားတောက်ကမစပြီးတော့ဒီဒီ miss တွေမှာပေါ့ဒီ miss ဘယ်သူတွေဘာတွေလုပ်နေလဲဘယ်လိုပုံစံမျိုးဖြစ်နေလဲဆိုတာအရန်လေ့လာရတဲ့အခါကျအချိန်ရန်ပေးရရပေါ့နော်ပြီးတော့ဒီတရုတ်ဆောင်လာတယ်လို့ပဲလေဒီစကားအတွက်ဆိုရင်လည်းအချိန်ရန်ပေးရတော့တရုတ်ဆောင်လာဖို့လို့ဖြစ်သွားတာအဲမတ်တရားရတော့အများကြီးပါပဲဒါပေမဲ့လောလောဆယ်ကတော့ဒီတရုတ်ဆောင်ဘက်ကိုတော့ပို့ပြီးတော့စူးစမ်းနေပါတယ်ဟုတ် နှစ်တတိယလားဒီလိုမျိုးအခုချိန်အခုဆိုလို့ရှိရင်ဒါပြန်ပြီးတော့ပြန်စနေချင်။အော်တတိယရပါတယ်ဟုတ်ဘယ်လိုဘယ်လိုအဲဘယ်လိုမျိုးချိန်နေပါပို့တတိယရလဲအဲ့လိုသူများရဲ့အင်းဘောဘယ်လိုချိန်တတိယလဲဆိုတော့ပြည့်အဲ့လိုနောက်ဆုံး final ကောက်ဝါလျှောက်တာကို group တွေကနေနှစ်တိုင်းနေပါပြန်တင်ကြတယ်ပြည့်ကိုမေးကြအောင်ပေါ့နော်အဲ့လိုချစ်ပေးကြတယ်အခုချိန်ဒီအဲသူဆိုရောထပ်ပြီးတော့လာ join ပါလားဆိုပြီးတော့လာလဲအခုချိန်ဒီပြောနေကြတော့မယ်ပေါ့နော်အဲ့လိုချိန်ဆိုရင်တော့တတိယပါတယ်ဟုတ်မတူ join စီချင်းမလား မကြိုင်းသေးချင်တော့ဘူးကွာဟုတ်ဒီ supporting เนี่ยတအားအားကောင်းလာတယ်အားရရှိနေတယ်ကရီယာတွေကိုလေကျမ focus ကိုပြတ်စေချင်တာသူ့ကိုလေအဲ့လို तू ကတကယ်တမ်းကျရင် तू ရဲ့ life မှာ तू ငငယ်တုန်းကရင်းနဲ့ तू အိမ်မက်က तू အမေတို့တွေကျမကိုအဲ့လိုမျိုးတွေပြောပြဘူးလေအဲ့လို तू အိမ်မက်က तू က minimi ဖြစ်ချင်တာတိတိဥဆောင်လုပ်ချင်တာဒီ तू ရုပ်ရှင်ရိုက်နေရရင် shooting မှာပျော်တဲ့လူပျော်တဲ့လူဆိုတော့ဒါကိုဟာ အဓိကနဲ့တာမညာကွဲရမှာပေါ့နော်ကိုဟာဘာဖြစ်ချင်လဲကိုကိုကိုမေးခွန်းနေအများကြီးမေးရမှာပေါ့နော်သူ့ကိုမေးခွန်းနေအများကြီးမေးခိုင်းတယ်ဒီမှာအများနဲ့မေးရပြီးဆရာမအဲဆရာမဒီနှစ်ပိုင်းပေါ့နော်ဒီပေါ်ပါပပတနခါရိုက်ပြီးတော့နောက်ပိုင်းဆိုဆရာမအရန်ပို့လို့ဖြစ်တယ်အဲ့တော့အရင်တော့ကတော့ဆရာမတင်ပေးလို့ဒီတစပိုင်းတော့အခုမင်းသမီးပေါ့နော်နေရာရလာခဲ့ပြီမဲ့အဲ့ပေါ်ပါပပမှာအရန်ခင်သွားနော်ခင်သွားပြီးတော့ပြန်ပြီးတော့တွေ့ရခါကျဆရာမဗာမီလဲဆိုနင်းဘယ်လောက်တိဖြစ်ချင်လဲပေါ့ မမေးရရမ်းမမိရအခုချိန်ဒီနေတေကြလားပေါ့မဟုတ်ဘူးတမီးကဘာပဲဖြစ်နေနေဖြစ်ကိုဖြစ်ချင်တာဆိုပြီးတော့ဆရာမအခုအရန်တင်ပြရပေါ့ဆရာမသူ့ကိုပြောရအမြဲတမ်းဟိုမင်းနမီဒီဒီဒီအမှုပညာလောကလည်းဝင်မိုးဆိုတာမလွယ်ဘူးပေါ့နော်အခက်ခဲမဲ့စမ်းတမ်းမဲ့အများကြီးပဲရှိတယ်ဟို သမင်းစားကျင်တယ်လို့သမင်းစားတယ်လို့စားကျင်ရုံလေးနဲ့ကတော့မဝင်နဲ့မလုံနဲ့အဲဟိုသူ့မှာလည်းတခြားသူတတ်ထားတဲ့ပညာတွေလည်းရှိတော့လေအဲသမင်းစားတယ်လို့မျိုးမျိုးလေးပဲဆိုမလုံနဲ့နေဝမ်းသွားကျင်တဲ့အထိလှုပ်ချင်တဲ့ခါမှာပဲနေလှုပ်နေ့ကနေဖုန်ဖြတ်တော့သူ့မှာအဲ့လိုပြောလိုက်တော့သူ့ဟာသူသူဖုန်ဖြတ်ပြီးသူ့ဟာသူရောက်လာခဲ့တာပေါ့နော်ဟုတ်တယ်မဟိုအရင်ကလေးကလည်းပြည်တယောက်ဆောင်ပေးထားခဲ့တာပါပြည်နောက်ဆုံး chance အနေနဲ့အဲ့တော့ကကြတော့ပြည်နောက်ဆုံးပြိုင်တဲ့အချိန်မှာအသက် ကန့်သက်ချက်ရှိရယ်ရှိရောပြစ်ပြိုင်နေနေမှာကန့်သက်ချက်ကမရှိတော့တာအဲ့တော့နောက်ဆုံးအနေနဲ့နောက်ဆုံးချက်အနေနဲ့ငါဖြစ်ချင်တာအောင်နောက်နှစ်ဒီမှာပြိုင်ခွင့်မရတော့ဘူးဆိုရင်စိတ်နဲ့ပြိုင်ခဲ့လိုက်တာပါအဲ့တော့ကလေအော်လောလောဆယ်တော့တငယ်ချင်းဖြစ်တဲ့မျိုးကုကုဆန်တို့ရောဟိုတနေ့ကဗီဒီယိုကောပြောဖြစ်တည်းရဲ့အကောင်းဆုံးကြိုးစားလို့ရသေးကြတာပေါ့နော်တငယ်ချင်းတွေဆိုတော့ကုကုဆန်အပေးနေတာပေါ့အပေးနေတာပေါ့အများကြီးပါအခြားတငယ်ချင်းอืมသူအရန်လာလာတယ်အခြားဟိုခင်ရနာဆိုးတို့တွေရောသူတို့နေလည်းအပြင်မှာခင်တော့သူတို့အကုန်လုံးကိုလည်းရသေးကြတယ်အကုန်လုံးအပေးရတယ်အကုန်လုံးအပေးနေရဟုတ် မျိုးကဆန်တော်တော် top အဲ့တော့ကြောက်မယ်လို့သူ့နှမ်းမိရစီသူ့ပြောင်းလဲမှုတွေအကုန်လုံးအားရကြတာ။အဖြစ်ဟိုတယ်နေရအောင်ပြောလိုက်သေးရဲ့ဟိုဟာစင်ပေါ်မှာလို့ဝင်တာမကျင်ညာနေတယ်ကိုကဝင်တာပဲလို့အဲ့စိတ်နေပဲပြိုင်ခဲ့လို့။သူကလည်းအေးရဲ့သူနောင်လာမရအောင်စူးစမ်းပါမယ်တဲ့။ဒီဝမ်မောင်တစ်သိအထုပ်ပတ်တီပေါ့နော်ဒီနေ့ကတော့ပဲလေးပေးတာတော့ကိုလာပိုင်း Fortune Channel မှာပြမှာပေါ့နော်။အဲ့ခါကြလို့ရှိရင်လည်းကျမတို့မီဒီယာမိတ်ဆက်ပါအောင်မယ်လို့အဲ့ဒီတကားလေးဝမ်မောင်တစ်သိအထုပ်ပတ်တီတဲ့ဆရာတာယာမင်းဝေရဲ့ရှေ့ရှေ့ပပလက်ရလေးကိုလည်းတောင်းကြည့်ပေးကြပါအောင်လို့ဟုတ်။ 你是的嘛？是吧？